ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။နေကောင်းရဲ့လားအမေ။အေးနေနေမိသွားတာပါကွယ်။ကျမတို့ဆေးတိုက်ထားပြီးပြီ။မကြခင်နေပြန်ကောင်းလာတော့မှ။ဟာ။အမေကိုကြည့်ရတာမသက်သာလိုက်တာ။တကယ်ပဲနေကောင်းပါရဲ့နော်။နေကောင်းပါရဲ့။ဒါရဲ့စိတ်မပူပါနဲ့။စုမန်ကတနေ့လုံးအမေကိုဂိူးဆိုင်ပေးတယ်။ကိုကိုကိုလည်းဂိူးဆိုင်ပါအောင်။မင်းကညံကောင်းတဲ့လူတရားမဟုတ်လား။ အပြင်မှာဘလို့အနိုင်ရအောင်လုပ်ရမလဲဆိုတာစဉ်းစားပြီးလို့ရှင်ရင်အမေစီချက်ချင်းပြန်လာခဲ့မယ်အင်ပါဟုတ်ပါပြီအမေသာအမေယုံပါတယ်နိုင်အောင်လုပ်ခဲ့တော့နင့်သားဗီကရမ်ကတော့လေတိုင်းမီအတွက် တိုင်းမီကိုကာကွယ်နေတဲ့စစ်သားကောင်းတယောက်လို့ပြောရမှာပဲဗီကရမ်ရဲ့အမေကတော့နေမကောင်းလာတော်တော်ကြာပြီတဲ့ဟမ်း တိုင်းပြည်ရဲ့နယ်နိမိတ်စည်းမျဉ်းတွေမှာစစ်တွေဖြစ်နေတဲ့အတွက်ကြောင့် Vikram ကအိမ်ကိုကောင်းကောင်းမပြန်လာနိုင်ဘူး။ Vikram ကရန်သူတွေကိုရှုံးနေအောင်လုပ်ဖို့အတွက်သူစ조사နေတာ။ Vikram ကဖုန်းကိုခြံလိုက်ပြီးတဲ့နောက်သူ့အမေအတွက်အရန်ကိုစိတ်ပူသွားခဲ့တယ်။အဲဒီချိန်မှာပဲသူ့တငယ်ချင်းဖြစ်သူ Ashik ကရောက်လာခဲ့ပါတယ်။ Ashik ကအမေနဲ့စကားပြောနေမှမသိခဲ့ဘူး။ ထိုင်မဲ့အမေကလည်းနေရထိုင်ရတာမကောင်းဘူးတဲ့အမေမျိုးကကွယ်ဖို့တောင်းဝန်ရှိတော့လေအေကိုပြန်လို့မရဘူးပေါ့ကွာဝမ်းနေပါနဲ့ငါတငယ်ချင်းရဲ့အမေကောင်းကောင်းနေပြန်ကောင်းလာမလိမ့်မယ်ဆိုတာငါယုံကြည်တယ်အင်းပါဟုတ်ပါပြီမေဂျာဗီခရမ်ကစစ်ပွဲအတွက်ပြင်ဆင်နေပြီးသူ့ရဲ့စစ်သားတွေကိုတော့ရန်သူတွေကိုဘယ်လိုနိုင်အောင်တိုက်ရမလဲဆိုတာကိုအမေပေးနေခဲ့ပါတယ်သူ့ရဲ့စွမ်းဆောင်မှုကြောင့်ပဲအိန္ဒိယနိုင်ငံရဲ့အောင်မြင်မှုကကဘာနန့်ကိုလွှမ်းခြုံသွားခဲ့တယ်စစ်ပွဲကိုအောင်နိုင်လာတဲ့အတွက်စစ်သားတွေအားလုံးကဝမ်းသာအားရနဲ့ပျော်ရွှင်နေကြပါတယ်အခုဆိုရင်တော့နောက်ဆုံးကြံ ်နဲ့အရာကတော့ Vikram ကသူ့အမိနဲ့တွေ့ဖို့ပဲကြံတော့တာပေါ့တိုက်ပွဲအောင်နိုင်ပြီးတဲ့နောက်မှာတော့ Vikram ကသူ့အမိကိုတွေ့ဖို့အရန်ကိုစိတ်လှုပ်ရှားနေခဲ့ပါတယ်သူကရွာကိုအမြန်ဆုံးနီးလန်းနဲ့ပြန်ရောက်ချင်နေခဲ့တာပါအာရှစ်ကပြောတယ်ငှားရင်ခုန်တန်နေဘလောက်တောင်မြန်နေလဲဆိုတာမင်းမသိပါဘူး ဒီသားမီးနေရာပြန်ဆုံတွေ့တဲ့အခန်းကိုငါကြည့်ဖို့လုံးဝကိုမဆောင်နိုင်တော့ဘူး။အင်းပါဘာဖြစ်လို့လဲဆိုတော့မင်းကမင်းအမိနဲ့မတွေ့ရတာကြားလို့နေမှာပါ။ငါကတော့အားလရက်တွေတော့ငါအိမ်ပြန်ပြီးတော့အမိနဲ့တွေ့လို့ရတယ်လေ။အဲဒါဆိုရင်တော့နည်းနည်းလေးစိတ်လှုပ်ရှားမှုလျော့သွားမှာပေါ့။ဖီခရန်ရဲ့နှလုံးသားဟာလည်းစိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှံ့နေပါတယ်။သူ့ရဲ့စစ်ပွဲမှာအောင်မြင်မှုခုံတိတ်ခါတွေနဲ့အတူသူ့အမိကိုအလုပ်ကျွေးပြုနိုင်ပြီးဆိုပြီးတော့သူကအရင်ကိုပျော်ရွှင်နေခဲ့တာပါ။သူ့အိမ်ကိုရောက်ပြီးနိုင်အင်းငယ်အကြာမှာပဲ သူရဲ့အင်းရှိမလူအုပ်ကြီးကစီစီကကဖြစ်နေတာကိုအံ့ဩဖွယ်တွေ့လာရပါတယ်။ဖီခရမ်သားရောက်လာပြီလား။အမေရောအမေအပြစ်မှာလေဂျီဗန်တီကထွက်ခွာသွားခဲ့တယ်။ဖီခရမ်ကသူမနောက်ကိုပြေးလိုက်သွားတဲ့အချိန်မှာတော့ထာမဖြစ်နိုင်ဘူးအမေ။ ဖီခရမ်အိမ်ထဲကိုဝင်သွားတဲ့အချိန်မှာသူ့မိရဲ့ပုံကိုပန်းအင်းနဲ့အလှဆင်ထားတာကိုတွေ့လိုက်ရပါတယ်။သူမျက်လုံးထဲမှာမျက်ရည်တွေပြည့်ရှင်လာပြီးတော့သူ့ရန်ချရတဲ့မိခင်ကဒီကဘာကြီးမှမရှိတော့ပါဘူး။ဖီခရမ်ကသူ့မိရဲ့ပုံကိုကြည်ရင်နဲ့ဝန်းနေစွာငိုကြွေးလိုက်ပါတယ်။မေးတောက်အလိုအဆုံဖြစ်နေတဲ့အချိန်မှာဒါမေးနဲ့အတူတူမရှိပေးနိုင်ခဲ့ပါဘူး။ခွန့်လို့ပေးပါ။အမေရဲ့နောက်ဆုံးအချိန်ကိုအချိန်မှတော့မတွေ့ခဲ့ရတဲ့အတွက်တောက်ခွန့်လို့ပါ။အမေပြောတော့ ချောင်းနေနေပဲဆိုတာပါဆိုအခုတော့ဆုံးသွားပြီလေလားမင်းကိုအမှန်တိုင်းပြောပြလို့ရှင်မင်းရှေ့တန်းမှာတခုခုဖြစ်မှာဆိုလို့ပါကွယ်အဲ့ဒါနဲ့ပဲအမိတီတဲ့အကြောင်းကိုလည်းကျွန်တော်အကြောင်းမကြားတော့ဘူးပေါ့လုံရလိုက်ကြတာ တကယ်တမ်းမှာတော့တကယ်အောင်မြင်မှုဆိုတာအမေကကျွန်တော်အတွက်အနစ်နာခံပေးသွားခဲ့တာဒီအမိအမိကိုကာကွယ်ဖို့အတွက်သူမကိုသူမစည်းသွားခဲ့တာလူတိုင်းလူတိုင်းက Vikram နဲ့ဆွလွတ်ဆွစားနိုင်တဲ့သူ့ရဲ့အမိကိုကောင်းချီဩဘာတွေပေးခဲ့ကြပြီးတော့ Vikram ကိုလည်းနှစ်သိမ့်နေခဲ့ကြပါတယ်။စူပေးပွဲကိုရောက်တဲ့အချိန်မှာလည်း Major Vikram နဲ့သူ့အမိအတွက်ဆိုပြီးဂုဏ်ပြုပြီးတော့ဘူဂျီကစုကိုဖိအပ်ခဲ့ပါတယ်။ Major Vikram ကရှေ့တန်းမှာတိုင်းပြည်အတွက်ရွရွချွန်းချွန်းထိုက်ပွဲဝင်ခဲ့သလိုသူ့ရဲ့အမိကလည်းနောက်တန်းကနေပြီးတော့အသားလေးကိုအပြေဝပံ့ပိုးပေးနေခဲ့ပါတယ်။ ဒါရီအားလုံးပြီးသွားတဲ့အခါမှာ Major Vikram ကတိုင်းမီကိုကာကွယ်ပေးဖို့ပြီးလို့ပြန်လာတဲ့အချိန်မှာသူ့အမေကဒီလောကကြီးထဲမှာမရှိရှာတော့ပါဘူး။အဲဒါကြောင့်မို့လို့ Major Vikram ရဲ့အမေကိုလည်းတရေကောင်းပွဲတစ်စိတ်အနှင်းချင်ပါတယ်။ Major Vikram တို့ရဲ့အကြောင်းကတော့လောကကြီးထဲမှာလူတွေအတူယူစရာအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ဒီတိုင်းမီကိုအလုတ်ကျွေးပြုတ်နေတဲ့သူဘယ်သူမှဆိုအခုလိုမျိုး Major Vikram လိုမျိုးစိတ်ဓာတ်မျိုးရှိမယ်ဆိုရင်အိန္ဒိယပြည်ကြီးကအမြဲတမ်းငြိမ်းချမ်းတာယာနေမှာပါလို့ဗိုလ်မှူးရဲ့ပြောစကားအဆုံးမှာတော့ Vikram ကဝန်းနေစွာနဲ့ငိုကြွေးခဲ့ပါတယ်။ ော့တယ်